ငလင်မေးကြောင့်တစ်ဖက်သက်တလအပြည့်ရမယ်ဆိုတဲ့မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကထုံးစံတိုင်းတစ်ဆာဖောက်ဖြက်ပြီးမနေ့ကမနေ့ကညောင်ကျိုးစခန်းကိုဝင်ရောက်တိုက်ခိုက်နေတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့ match လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့် April တလလုံးတစ်ဖက်သက်အပြစ်ရမယ်လို့တရုတ်ကိုကန်လက်နက်ကိုင် MMTAA တအန်းလက်နက်ကိုင် TNL နဲ့ရခိုင်လက်နက်ကိုင် AA တို့မနေ့ကနေကြေညာခဲ့ပေမဲ့အကြမ်းဖက်လက်နက်ကိုင်တို့ရဲ့တစ္ဆာမဲ့မှုဂရိမတိမှုထုံးစံအတိုင်းဒီနေ့မနက်မှာတော့ရခိုင်လက်နက်ကိုင် AA ဟာတမရော်ရဲ့ညောင်ကျိုးစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေပါဗျ။ ပြီးခဲ့တဲ့နှစ်ပိုင်းထဲမှာမြောက်ပိုင်း၃ဖွဲ့တဲကပဲ MMDAA ဟာတရုတ်နိုင်ငံရဲ့တောင်းဆိုချက်အရလာရှိုးကိုအပြစ်ရမယ်လို့တိုင်းသိပြည်သည်တရုတ်နိုင်ငံသိအောင်ကြေညာစာထုတ်ခဲ့ပေမဲ့ဂရိမတီပဲလာရှိုးကိုဝင်ရောက်သိမ်းပိုက်တိုက်ခိုက်မှုမှာလာရှိုးကတက်မတော်စေယုံကလူနဲ့စစ်တပ်ကတက်မတော်သားယာချီတေဆုံးအဖမ်းခံခဲ့ရတဲ့တစ္ဆာမဲ့ဂရိမတီမှုပြရုပ်အထင်ကြီးရှိခဲ့ပါတယ် 你过来吧。这个是东北军区的办公室哦，这里有个牌牌，叫他们翻译的，成功了。 တိုက်တော့ချစ်တယ်လက်ရှိဖြစ်စဉ်မှာလည်းအကျန်းဖက်အဖွဲ့အဖြစ်ကျင်းညာခံထားရစေရခိုင်လက်နက်ကိုင် AA ဟာ MMDAA လိုမျိုးပဲတစ္ဆာမဲ့ဂရိမတိကိုထုတ်ထားတဲ့အပြစ်ရစာကိုရင်ဖောက်ဖျက်ပြီး24နာရီမပြည့်ခင်မှာညောင်ကျိုးစခန်းကိုတာလွန်အင်အားနဲ့အလစ်အငိုက်ယူဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီလတည်းကစပြီးတောင်ကုတ်ပတောင်လမ်းပိုင်းအုတ်ရှိပင်မြို့အနီးကညောင်ကျိုးစခန်းကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးစခန်းကိုမသိမ်းနိုင်ဖြစ်နေတာကြောင့်မက်စလဒုတိယအပတ်ထဲမှာသိမ်းနိုင်ပြီဖြစ်ကြောင်းလိန်လေဝါရဖြန့်ခဲ့ပါသေးတယ်။ ဒါပေမဲ့အမှန်တကယ်သိမ့်နိုင်စွမ်းမရှိကြောင်းသတင်းမှန်တွေထွက်လာအပြီးမှာမြောက်ပိုင်းလက်နက်ကိုင်း၃ဖွဲ့ကတကြိတ်တည်းတညံတဲ့သဘောနဲ့ငလင်အကြောင်းပြတလတာတစ်ဖက်သက်အပြည့်ရမဲ့အယုံသွင်းထုတ်ပြန်ပြီးမှထုတ်ပြန်ချက်၂၄နာရီမပြည့်ခင်ညောင်ကျိုးစခန်းကိုဝင်တိုက်နေတာလည်းဖြစ်ပါတယ်။